ောတာကိုမြတ်စွာဘုရားဟောတာတွေကလောကုတ္တရာကြီးပဲတဲ့လောကီမပါဘူးတဲ့ဒါကူတည်တည်ဆချာနှံ့နှံ့ဆဆအဲ့လားမဖတ်လဲမဖတ်ဘူးတရားလဲနှံ့နှံ့ဆဆမနာတဲ့အခါကျတော့အဲ့လိုပြောတဲ့ပုဂ္ဂိုလ်တွေတွေ့ဘူးတယ်တွေ့ဘူးလားတွေ့ဘူးလားတွေ့ဘူးတယ်အဲ့ဒါဘလောက်တွေတွေ့ဘူးလဲဆိုတော့ဦးသိန်းအဖေကိုယ်တိုင်ကအဲ့လိုပြောတယ်။ကိုရင်ဘွားတုန်းကပြောတာလေ။ဘယ်တုန်းကပြောတာလဲ။ကိုရင်ဘွားတုန်းကပြောတာ။ဟုတ်လား။ ကိုရင်ဘွားတုံးမှာဆိုတဲ့အခါကျတော့ဒဂါကြီးရေအိမ်ရောက်တဲ့အခါကျတော့ကိုကကိုရဲ့ဟလာခမည်းတော်ကိုအကုသို့မဖြစ်စေရင်တော့ဟင်ဒီဓာတ်တွေမလုံးနဲ့ဓာတ်တွေမတတ်နဲ့ဆိုပြီးဒဂါတဲ့တားတာဘောကိုရင်လေးဘွားဆိုတော့ဒါပဲတတ်တတ်တယ်လေဟောအဖေကတခါတည်းပဲကိုတဲ့ဟလာအဲအဲ့ဒီအချိန်မှာအတိဉာဏ်တွေကလည်းကြီးတဲ့အခါကျတော့အရှင်ဖေဟာကိုရင်နဲ့ပရိယေသနာဝန်းစာရှာရတယ်တဲ့မပြောတာလားပြောတာလားဟောကိုရင်ကခေါင်းငုံရတယ် ရောတာဘူးလေကိုရင်ဘွားတုန်းကတော့ဟုတ်လားအဖိုးကြီးဘွားရောက်လာမှဒကာကြီးပြိယေသနဝန်တာရှာတယ်ဆိုတာကတော့ရှာတာပေါ့ဟောသူလည်းပဲဝမ်းရှိတယ်အသက်ခံရတဲ့ပုဂ္ဂိုလ်လည်းဝမ်းမရှိတာလားဝမ်းရှိတာလားဝမ်းရှိတယ်ဟုတ်လားဒါကြောင့်မို့ဒကာကြီးဒကာမကြီးတွေသူလည်းပဲကြောက်တယ်မကြောက်တာလားကြောက်တာလားကြောက်ပါတယ်တဲ့ဟုတ်လားအဲ့လိုလေးပြောလိုက်မှလက်မခံတာလားလက်ခံတာလားလက်ခံပါတယ်တဲ့ဒါဆိုလို့ချင်းဒကာကြီးဒကာမကြီးတွေရသော်ဖရားက ဟုတ်လားလောကုတ္တရာအတွက်လည်းဟောပါတယ်လောကီအတွက်လည်းမဟောတာလားဟောတာလားဟောသာသမိကျင့်ဝဟောမိဘကျင့်ဝဇယကျင့်ဝလင်ခင်မွန်ကျင့်ဝမယကျင့်ဝကဲဒီတဲ့အတွင်းကြတာတော့မရှိတော့ဘူးမြတ်စွာဘုရားကကျေးဇူးမများတာလားများတာလားအကုန်လုံးကိုတခါတည်းပဲဟုတ်လား ဟောမဟောခဲ့တာလားဟောခဲ့တာလားဟောခဲ့တာ ကိုဆရာတော်ကြီးကတခါတည်းကဗျာလင်္ကာလေးနေနဲ့ဟောရေးဆက်ခဲ့တာလားရေးဆက်ခဲ့တာလားလင်္ကာလောဝါရတုံမှာဒီတရားတွေမရှိခဲ့တာလားရှိခဲ့တာလားဒါကြောင့်မလို့တခါကြီးတခါမကြီးဒီဟောလောကီအတွက်ကောလောကုတ္တရာကောတို့မြတ်စွာဘုရားကဟောခဲ့တယ်လို့မှတ်အမှတ်ရမှာလားမှတ်ရမှာလားမှတ်ရမှာဒါဆိုလို့ချင်းတခါကြီးကမကြီးဒီအဲ့ဒါစီးပွားရှာနေတယ်လေမြတ်စွာဘုရားမဟောခဲ့တာလားဟောခဲ့တာလားဟောခဲ့ပါတယ်တဲ့နိဗ္ဗာန်အေကေ ဝိပညာလေးထွေဝါနိဒာဘုံရောင်းဘုံဝဲလောက်တဲ့ပုဂ္ဂိုလ်က၄ယောက်ကျင့်ရပါတယ်၄ယောက်ပေါင်းရပါတယ်တဲ့ဟုတ်လားအဒီဈေးအတက်ကြကဒီလိုရှိရဟိုဘက်နဲကိုသွားဒီဘက်နဲကိုသွားဟိုကဈေးကိုစုံတယ်ဒီဘက်ကဈေးကိုစုံတယ်ဟောအဲ့လိုရောင်းနေချတဲ့အခါကျတကယ်ကမိုင်းကြီးအမြတ်ဝင်နေရတာလားရတာလားရပါတယ်ဒါကြောင့်မို့လို့ရှင်းစကားကလေးနိဗ္ဗာန်ဧကေဝိပညာလေးထွေဝါနိဒာတဲ့ ဟောဒါလေးလည်းပဲတခါဒီကမိုက်ဒီဘုဒ္ဓအနေနဲ့ဟောမမတယမာလမတယမာလမတယမာတဲ့ဒါဆိုလို့ပြင်ဦးဇင်းတို့ဒါကရှင်းနာလေးကပြောတာပေါ့ဟုတ်လားရှင်းနာလေးကပြောပြီးတဲ့အခါကျတော့ဇတ်တော်ကိုသွားကြတာပေါ့ဇတ်တော်ကဦးဇင်းတို့ဓမ္မပဒဓမ္မပဒပါဠိတော်လာကုမာရကတ္တပမေတော်ဝတ္ထုကိုအခြေခံပြီးဦးဇင်းတို့ဒီတရားလေးဟောပြီးမှာပေါ့ အဲ့ဒါကဇာကျောင်းကတော့တခိုက်တခါမှကြီးပြောမယ်ဆိုလို့ရှိရင်ရာဇဂျိုပြည်မြတ်စွာဘုရားတက်တော်ထင်ရရှိတဲ့အခါတုန်းကရာဇဂျိုမြို့ရာဇဂျိုပြည်ဆိုတာရှိတယ်တဲ့တခိုက်တခါမှကြီးမကြားဘူးလားကြားဘူးလားကြားဘူးတယ်ကြားဘူးတဲ့အခါကျတော့အဲ့ဒီရာဇဂျိုမြို့ထဲမှာမှတတိသမီးကလေးတယောက်ရှိတယ်တဲ့ပါတယ်လေတတိသမီးကလေးတယောက်ရှိတယ်တဲ့တတိသမီးကလေးတယောက်ရှိတဲ့အခါကျတော့ ဲ့ဒီတရေကမူလေးရရုပ်ကလေးကလည်းရှောလို့မောလို့ဤစည်းဥစ္စာကလည်းပြည့်စုံတယ်တဲ့ဒါပဲမယ်လို့သူ့မှာဟုတ်လားအဲဒီရုပ်သင်းပေါ်မှာလည်းမာနမထားဘူးဤစည်းဥစ္စာပေါ်မှာလည်းမာနမရှိဘူးတဲ့ကြည့်ရလားဩလူကြီးဒီမတွေကိုလည်းယူဒီကိုင်းညွတ်တယ်မကိုင်းညွတ်တာလားကိုင်းညွတ်တာလားအော်မြတ်စွာဘုရားအမှုကြီးတဲ့သံဃာတော်ရှင်သူမြတ်တွေကိုလည်းယုတိတမှုပြုတယ်တဲ့မပြုတာလားပြုတာလား အဲလိုဖြစ်တဲ့အခါကျတော့တပည့်ချင်းနဲ့အရွယ်ရောက်လာတဲ့အခါကျတော့အဖေမေလှုပ်တဲ့ပုံကိုယ်တွေကဟင်ဩမိဘတွေရဲ့ဝတရားအတိုင်းသမီးကညာအခါမလင့်စေနဲ့ဆိုသလိုထိညာလက်ထဖို့မသမီးကိုမပြောတာလားပြောတာလားပြောတဲ့အခါကျတော့သမီးလေးခင်ဗျာပြန်ပြောတယ်အမေနဲ့အဖေကိုအသမီးဝါအောင်လို့ကြွေးပြစေဒီကာမဂုဏ်အာယုန်တွေကိုလည်းသမီးလေး မกินတွေ့ပါဘူးမမက်မောပါဘူးအိမ်တော်လည်းမသိခြင်းမဟုတ်ဘူးတဲ့ဟုတ်လားအဲ့တော့ဖေတို့အမေတို့ကိုလှုပ်ကြွေးပြီးကွယ်လွန်တဲ့အခါမှာတော့သမီးလေးယဟန်ပြုတ်ွဲ့ယဟန်ပြုတ်မယ်ယဟန်ပြုတ်ပြီးတော့သာသနာပြုတ်ပြီးတော့သမီးသာသနာဘောင်မှာအယုထုတ်ပြစေလို့ညွတ်တောင်းမှန်းတယ်တဲ့တောင်းမှန်းနာလားတောင်းမှန်းနာလားငယ်ငယ်ရွယ်ရွယ်နဲ့တန်ဝင်စားတွေရနေတာမရနေတာလားရနေတာလားငယ်ငယ်ရွယ်ရွယ်နဲ့တန်ဝင်စားတွေရနေတဲ့အခါကျတော့ ဩအဖေနဲ့အမေကလည်းပဲဒီသမီးကလေးတယောက်ရှိတယ်ဆိုတော့ဘယ်ဖွင့်လို့နိုင်မမလဲဖွင့်လို့နိုင်မမလားမဖွင့်လို့နိုင်ဘူးသမီးဖွင့်မပြုနိုင်ဘူးအမေတို့အဖေတို့အဲ့တော့တခါတည်းပဲဇို့အတင်းဟင်အိမ်အောင်ချပေးလိုက်တယ်တဲ့ချမပေးလိုက်တာလားချပေးလိုက်တာလားအိမ်အောင်ချပေးလိုက်ပြီမယ်လို့သူစိတ်မပါဘူးတဲ့စိတ်ပါရဲ့လားအဖေအမေစိတ်ဆင်းရဲမှဆိုလို့သူဟာဟလာမြမရုပ်ရှင်ဇာတ်ကားတွေကလိုပဲပေါ့ အဖေမစိတ်သိရင်မှဆိုလို့တခါတည်းပဲဟင်ဇင်ယောက်ျားအိမ်ကိုလိုက်သွားရရှာတယ်တဲ့လိုက်မသွားရရှာရလားလိုက်သွားရရှာရလားလိုက်သွားရရှာပြီမယ်လို့သူ့ရဲ့မယားဝတရားကတော့သူအပြစ်မခံဘူးတဲ့အေးပွန်အောင်လုပ်ပေးပါတယ်တဲ့ဒါပဲမယ်လို့တခါမှလည်းအဲအိမ်တော်ကြပြီးပြရဖီးလည်းမဖီးတော့ဘူးလိမ့်လည်းမလိမ့်တော့ဘူးဟင်ရေမိုးတော့ရေမိုးချိုးရုံမှအမွေနန်းသားတွေလည်းသူမလိမ့်ချေတော့ဘူးတဲ့ ဟုတ်လားသူအဲ့ဒီနေ့ကစပြီးတော့စိတ်ကစိတ်မလန်းတော့ဘူးတဲ့လမ်းရင်လားမလန်းဘူးတဲ့တနေ့တော့အခါမှာတခါရဲပဲသူ့ရဲ့လေခင်မုန်းယောက်ျားကလည်းသတိထားမိတာပေါ့ရာဇယုံမျိုးကြီးမှာတခါရဲပဲနခတ်ပွဲသပင်ကြီးကျင်းပါတယ်တဲ့မကျင်းပါတာလားကျင်းပါတာလားကျင်းပါတဲ့အခါကျတော့ရှင်မရေတို့ပွဲသွားကြည့်ကြမယ်ဆိုပြီးတခါရဲမေယမကသွားကြည့်ရေမောင်ကြီးနှမမလိုက်ရှင်ဘူးဆိုလည်းမရဘူးတဲ့ဟောခေါ်သွားတဲ့အခါကျဟိုလည်းရောက်တော့ ိတာကြည့်နေရတယ်သူစိတ်ပါရဲ့လားအိမ်မှာနေလို့မဖီးမလိမ့်နာထားပါဦးကိုယ်လန်းသဘင်သွားတော့လေပဲဒီအတိုင်းပဲတဲ့မဖီးမလိမ့်မှုတဲ့ဖီးလိမ့်ရဲ့လားမဖီးလိမ့်မှုတခါတဲ့ဒီခန္ဓာကိုယ်ရဲ့ရွှေချပွဲတွေဆက်စုပ်ပွဲတွေကိုတန်ဝေကယူပြီးတော့သာသနာပေါင်းလဲကိုပဲဝင်ညင်နေတယ်တန်ဝေကညံနေကြီးနေတယ်တဲ့မကြီးနေတာလားကြီးနေတာလားအဝေကညာနေငယ်ငယ်ကလေးတွေကသူကဒီစိတ်ပဲရှိတာပဲအဲ့လိုဒီစိတ်ပဲရှိတဲ့အခါကျတော့ သူ့ရဲ့မောင်ကြီးကလည်းပဲကဲရမ်းလာတဲ့အခါကျတော့နမဟုတ်တရားမေ့ပြီးတော့ကမင်းပြောတာဘာများမကျင်တတ်တာရှိနေပေါ့မကျင်တတ်တာမောင်ကြီးအပေါ်မရှိပါဘူးဒီမလေးဟုတ်လားအမေတို့အဖေတို့ကလည်းဒီတိုင်းပြောခဲ့ပါတယ်ဟုတ်လားသူတို့ရဲ့စကားကိုမလွန်သန်နိုင်လို့ဒါဒီလိုဟုတ်လားနေထိုင်ခဲ့ရတာပါအဲ့တော့ဒီကနေ့သားလေးမောင်ကြီးသားလေးကုပြုမယ်ဆိုရင်နမလေးဒီကနေ့ဟုတ်လားနောက်နေ့သွားပြီးတော့ယဟန်ပြုမယ်ဟိုတုန်းက အမျိုးသမီးတွေယဟန်ပြုလို့ရသေးတယ်တဲ့ပြုလို့မရသေးတာလားရသေးတာလားဘိက္ခုနီမဘောယဟန်မဘောဘိက္ခုနီမလို့လည်းခေါ်တယ်ယဟန်မလို့လည်းခေါ်တယ်ယဟန်မိန်းမလို့လည်းခေါ်တယ်ဟုတ်လားသူတို့လိုပဲယဟန်ပြုလို့မရတာလားရတာလားအော်အဲ့လိုဆိုတဲ့အခါကျတော့ကဲပြီလေစင်မျိုးဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲဟုတ်လားအဲ့လိုပြောတဲ့အခါကျတော့ကဲငါနမဘလို့မှစိတ်ကလည်းမပါဘူးဆိုလို့ရှိရင် ဟလာဒီကာမဂုဏ်အာယုန်လေးကိုစိတ်ကုန်နေတယ်ဆိုလို့ချင်းမောင်ကြီးခွင့်ပြုပါမယ်ဆိုပြီးတော့တခါတည်းပဲနောက်လေကြတော့ခွင့်မပြုလိုက်တာလားခွင့်ပြုလိုက်တာလားခွင့်ပြုပြီတခါတည်းပဲဟမ်သူ့ရဲ့ရှင်ယံပြင်းပြင်းနေနဲ့ဘုန်းကြီးကျောင်းတကျောင်းမှာယဟမ်းမှာပြုလိုက်တယ်တဲ့မပြုလိုက်တာလားပြုလိုက်တာလားအဲ့ဒီဘုန်းကြီးကျောင်းဟာတခါတည်းကမိုင်းဒီဒီဝဒဥဒီတဲ့ကျောင်းဖြစ်နေတယ်ဘုရင်ဥဒီတာလဲဒီဝဒ ရာတော်ဒီဝဒဥသိတဲ့အကြောင်းဖြစ်နေတယ်ကဲဘလို့ပဲဖြစ်ဖြစ်သာသနာ့ဘောင်ဝင်ရရင်ပြီးတာပဲမြတ်စွာဘုရားကိုတခါတည်းယူဟုပြီးတော့သာသနာ့ဘောင်ဝင်လိုက်တဲ့အခါကျတော့မှဩတပြည့်ပြည့်နဲ့အချိန်လေးနည်းနည်းကြာလာတဲ့အခါမှာဒကာကြီးဒကာမကြီးမယူသေးစကားတဲ့ဩအမျိုးသားနဲ့ပေါင်းခဲ့တဲ့အတွက်ကြောင့်မို့လို့ဒကာကြီးဒကာမကြီးကိုလေးလက်ဝန်ပေါ်မလာတာလားပေါ်လာတာလားဩယံဝကြီးနဲ့ဒီပုံစံမျိုးဖြစ်နေတဲ့အခါကျတော့ ဟုတ်ဒါဒီကမာကြီးတွေတပြေးပြေးဝိုင်းမကဲ့ရကြတာလားကဲ့ရကြတာလားအမလေးကြည်တမ်းမအောင်ယဟန်ဖြစ်ပြီးတော့ဒီပုံစံကြီးဖြစ်နေရသလားအစာကြီးဒီအာဖြစ်ပေါ့အဲ့ဒီခါမှတခါတည်းပဲဟင်သူကဒီတို့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 နဲ့ယဟန်မတွေပြောရင်းပြောရင်းနဲ့ခေါင်းဆောင်ဖြစ်တဲ့ဆရာတော်ဒေဝဒတ်ထံရောက်သွားတယ်ဆရာတော်ဒေဝဒတ်ကလည်းပညာမရှိတဲ့အခါကျတော့ဟင်သူကသုံးပြနိုင်တော့မရှိတဲ့အခါကျတော့ကဲငါ့ကိုတော့ဒီ ယမ်းမာကိုအကြောင်းပြုပြီးငါ့ကိုတော့ကဲ့ရဲ့တော့မှာပဲလူတွေဆိုပြီးတော့အဲ့ဒီယမ်းမာကိုလူသာထွက်လိုက်နင်းလူသာထွက်လိုက်လို့ပြောရဲတဲ့သာသနာပေါင်းကိုမြဲလုံးလုံးလို့နေခင်မိုးနေကောသားတွေတမိတွေရောဟုတ်လားအဖေတွေအမေတွေရောပစ္စည်းဥစ္စာတွေရောစွန့်ပြီးတော့လာခဲ့တာဟုတ်လားယခုတော့ကိုလေးလက်ဝင်ကြီးနဲ့တခါတည်းပဲသူ့ဖီးယာသမားဖြစ်တဲ့ပုဂ္ဂိုလ်ကနင်းလူထွက်လိုက်တော့ဆိုတော့ဟောလူတော့မထွက်ဘူးသူ့စိတ်ထဲမှာနဲ့ 以前我们做多少肥料，那时候比较起业务，没。